KSS အလားပါဆုံးပန်းပေါင်းစုံနဲ့နေတဲ့ကိုကြိုးစိုးလေးရှိတယ်။အလားပါဆုံးပန်းလေးတွေရှိတဲ့နေရာ။အင်းများရီဆောင်လီညီအောင်မှာရောင်စုံချေမုန်းထားတဲ့ပန်းပွင့်ပေါင်းသိန်းပေါင်းများစွာကိုတနင်္လာရီမှစူးစီးခန်းစားနိုင်မယ့်ကဘာငယ်လေးတစ်ခုဟာမကြခင်ရောက်ရှိလာပါတော့မယ်။ ီနေ့မှာတော့ကျမတို့ Brainbow မြန်မာ Channel ကနေ2025ခုနှစ်ဒီဇင်ဘာလပထမပတ်6ရက်နေ့ကနေဇန်နဝါရီလ4ရက်နေ့အထိရက်ပေါင်း30ကြာပြည်ဦးနေမျိုးရဲ့အမျိုးသားကံတော်ကြီးဦးရင်မှာကျင်းပမယ်18ကြိမ်မြောက်မြမအကြီးဆုံးပန်းပွဲတော်မှာပံပြူထားတဲ့ဦးရင်မူကြီးရဲ့ကျူစာအားထုတ်မှုတွေနဲ့အတူပံမျိုးစိတ်တွေနဲ့ပန်းအလှဆင်ဒီဇိုင်းချောင်းတွေကိုစိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ွေမျိုးဟာအင်းမြပြီးတက်ရှင်လက်ဆက်တဲ့ရာဒီဥတုနဲ့ဇိမ်းလန်းဆိုပြတဲ့ရီမီတောတောင်တဘာဝအပြင်ဆောင်းရာဒီရဲ့အထင်ကရပန်းတမျိုးဖြစ်တဲ့တနစ်မှာတစ်ကြိမ်သာပွင့်ဖူးတဲ့ချယ်ရီပန်းများကတမျိုးလုံးဝေဆာအောင်ပွင့်ဖူးကြတဲ့အတွက်ချယ်ရီမျိုးတော်လို့လူသိများကြပါတယ်ဒါအပြင်အမျိုးသားကန်တော်ကြီးဦးဟင်ဟာဆိုရင်လည်း1915ခုနှစ်ကလေးကတည်ထောင်ခဲ့တာမို့တက်တန်းနေပေါင်း100ကျော်ခဲ့ပါပြီ ဒီအမျိုးသားကံတော်ကြီးဦးရင်ရဲ့အင်းများရဲ့ဆောင်းရည်ကြောင့်မြမတီတာခဲပန်းများအပြင်နိုင်ငံတကာမှမျိုးစိတ်တွေကိုပါအောင်မြင်စွာစိုက်ပျိုးနိုင်တဲ့အတွက် Cool Climate Laboratory လို့တောင်တင်စားလို့ရပါတယ်။ပန်းပွဲတော်ရဲ့အဓိကရည်ရွယ်ချက်ကဒေသအတွင်းပန်းစိုက်ပျိုးရေးနည်းပညာကိုမြင့်တင်ဖို့ဒေသခံဦးရင်မှုတွေနဲ့ဒီဇိုင်နာတွေရဲ့လက်ရာကိုပြသဖို့ပန်းချစ်သူတွေကိုပန်းရည်စိုက်ပျိုးတဲ့တန်ဖိုးအလားပါတန်ဖိုးကိုတရှိခံစားစေဖို့ပဲဖြစ်ပါတယ်။ ဒီပွဲတော်ရဲ့အဓိကအသက်တွေကြော်လို့ဆိုရမယ့်သူတွေကတော့ဥယျမူးတွေပဲဖြစ်ပါတယ်။ဥယျမူးတွေရဲ့အကြီးမားဆုံးစိန်ခေါ်မှုကတော့အချိန်ခိုက်ပန်းပွင့်စေဖို့စီမံခန့်ခွဲရတာပါပဲ။ပန်းပွဲတော်ကိုဒီဇင်ဘာလပထမပတ်လောက်မှာစတင်ကျင်းပနိုင်ဖို့အတွက်ဥယျာဉ်မှူးတွေဟာပန်းပေါင်းစုံရဲ့ပွင့်လန်းချိန်ကိုတွက်ချက်ပြီးစတင်ဘာလလောက်ကလေးကစတင်စိုက်ပျိုးလေးရှိပါတယ်။တချို့ပန်းမျိုးစိတ်ဟာဆိုရင်ဩဂတ်လတွေကပြုစုပျိုးထောင်ရတယ်လို့လည်းသိရပါတယ်။ မြစ်တိုင်းပြတာလေးရှိတယ်။ပန်းမျိုးစိတ်တွေကတော့နင်းစီ၊ဒေးစီ၊ဖန်နီယော၊ဖန်စီ၊ခရစ်စတန်တီမန်နဲ့ရှားပါတဲ့ခွမျိုးစိတ်တွေအပြင်2024ခုနှစ်တုန်းကလိုပန်းပေ2သိန်းကျော်ကိုအရင်အတွက်အဖြစ်ပြတာဖို့စီစဉ်ထားပြီးအရင်အတွင်းနဲ့ဆိုရင်လည်းမျိုးစိတ်30မှ90အထိပါဝင်နိုင်ပါတယ်။ဒါအပြင်နစ်စင်နေတာနိုင်ငံတကာကနေတင်သွင်းတဲ့မျိုးရင်းသစ်တွေကိုစမ်းသပ်စိုက်ပျိုးပြီးပြတာထားပါတယ်။ ဒီလိုယာဒီဥဒုမတူညီတဲ့နိုင်ငံသားကနေတင်သွင်းတဲ့ပန်းမျိုးတွေကိုမြန်မာနိုင်ငံရဲ့ယာဒီဥဒုနဲ့ကိုက်ညီအောင်ပြုစုပြောထောင်ကြတာကိုကြည့်မယ်ဆိုရင်လေဒေတာအတွင်းကဥယျာဉ်မှုတွေဟာဒီပန်းပွဲတော်အပေါ်သူတို့ရဲ့ကြိုးစားအားထုတ်မှုတွေကိုတွင်းမြင်ရနိုင်ပါတယ် ပန်းပွင့်တော်ရဲ့အကြီးမားဆုံးဆွေးဆောင်မှုတစ်ခုကတော့ပန်းပွင့်ကိုအသုံးပြုပြီးပုံဖော်ထားတဲ့အမှုပညာဗပုညာပဲဖြစ်ပါတယ်။အရွယ်စားဟာမြေပြင်ကနေပေ30မှ90အထိအမြင့်ရှိတတ်တာမို့ဒီဗပုတွေဖန်တီးဖို့ရမှာပထမဆုံးအနေနဲ့ဗပုရဲ့အရွယ်စားကိုထမ်းထားနိုင်မဲ့တန်ပေါင်းစတီးဝိုင်ယာမင်းဖရင်တွေကိုဂဟေစော်ပြီးပုံဖော်ရပါတယ်။ပေါဝတ်တွင်းမှာပန်းပင်တွေပေါက်ရောက်စေနိုင်ဖို့ရည်စွေးနဲ့ရည်ထိန်နိုင်တဲ့မီဒီယံ၊ဂရိုးမီဒီယံကိုထည့်သွင်းရပါတယ်။ ပပူးပုံဖော်တဲ့နေရာတွေမှာတုံးနေမြည်စီလို့မီဒီယာဟာရိုးရိုးညီချီမဟုတ်ပါဘူးအပင်ကိုကောင်းကောင်းရှင်တန်းစေဖို့ရင်းနဲ့အာဟာရကိုလိုတလောက်ထိန်းထားနိုင်ပြီးအော်ဂန်နစ်မြည်စီအုံမုံနဲ့သစ်ဆွေတို့ကို ရောစက်ထားတဲ့အထူးမြည်စီကိုအသုံးပြုထားပါတယ်ရေလောင်းတဲ့ပုံစံကလည်း Double G Regulation System လိုမျိုးရေစက်ချစနစ်နဲ့ပပူးတွေပေါ်ကပန်းပင်လေးတွေကိုလိုအပ်တဲ့အဆိုတက်ကိုတိတိကျကျပေးစွမ်းနိုင်မဲ့ system တစ်ခုပဲကိုအသုံးပြုထားပါတယ် အဲ့တော့ပြီးရင်တော့ပန်းမျိုးစိတ်တွေကိုဒီတိုင်းတပင်ချင်းစီဆိုင်ထဲကပုံဖော်ကြရတာဖြစ်ပါတယ်ဒါဟာနိုင်ပေါင်းရာချီကြာမြင့်တယ်လို့လူအင်အားများများနဲ့အချိန်ပေးပြီးလှုပ်ဆောင်ရတဲ့အမှုပညာတစ်ခုပါပဲပန်းချစ်သူတွေအတွက်မဖြစ်မနေသွားသင့်တဲ့နေရာကတော့ Orchis Hall တိခွအိမ်ပါပဲမြန်မာနိုင်ငံရဲ့ဌာနေတိခွမျိုးရင်ပေါင်း190ကျော်ကိုအနီးကပ်လိလာနိုင်တဲ့အပြင်ပွဲတော်ကာလအတွင်းမှာ Sharp Ladies လေပေါင်း Dandovian နဲ့ Bandol Music တွေကိုအထူးပြသလို့ရှိပါတယ် ီတိခွအိမ်ရဲ့အပူချိန်နဲ့စူတိုင်းဆောက်ကိုတိခွမျိုးစေ့အလိုက်တိတိကျကျထိန်းချုပ်ထားပါတယ်။အချစ်ရဲ့တင်ကေသားလိုတင်စားတဲ့မြင်းစီဦးရင်ကြီးမှာမြင်းစီပန်းမျိုးစေ့ပေါင်း25မျိုးကျော်ကိုလည်းပြသထားပါတယ်။ရင်စီပန်းပင်လေးတွေနဲ့တခွပန်းလေးတွေရဲ့လူညက်တိမ်မွေးရဲ့အလောက်ကိုခန်းစားရင်ဓာတ်ပုံရိုက်ဖို့အကောင်းဆုံးနေရာတစ်ခုလို့အကြံပြုပါစေ။ပြည်ဦးလွင်ပန်းပွဲတော်ကြီးဟာနေ့ခင်းမှရောညဘက်မှပါလုံးဝကိုလှပနေပါတယ်။ Night Garden Illumination အစီအစဉ်ဟာယူယူမီ အလှဆင်တာမျိုးမဟုတ်ပဲဘဘူးတွေနဲ့ပန်းခင်းတွေရဲ့အယောင်တွေကိုပုံမပေါ်လင်းစေဖို့ LED projector တွေ fiber optic မီလုံးတွေနဲ့အထူးစီမံထားတာဖြစ်ပါတယ်မီးရောင်ကိုအသုံးပြုပြီးပန်းပွင့်ရဲ့နူးညံ့တဲ့အတွင်ပြင်ကိုမပြတ်စည်းစေပဲ shadow အဲ့လိုမျိုးဖန်တီးမှုတွေပြုလုပ်တာဟာဒီပွဲတော်ရဲ့ညပိုင်းဆွဲဆောင်မှုပဲဖြစ်ပါတယ် ချော်ဖြည်ရင်တွေနဲ့ဈေးရောက်ပွဲတော်တွေပါဖြစ်ဆက်ပေးထားတဲ့အပြင်ဒေသကုန်ထွက်တွေဖြစ်တဲ့လိမ္မော်စတော်ဘယ်ရီထော်ဘက်တီစားရည်လက်ဆက်တဲ့တစ်တီဝလန်တွေပြည်ဦးလေကော်ဖီနဲ့ဝိုင်လိုမျိုးထုတ်ကုန်တွေကိုလည်းဈေးနှုန်းချိုသာစွာဝယ်ယူရရှိနိုင်ပါတယ် ပြုံးနေပန်းပွဲတော်ဟာပန်းအလဆင်မှုတက်တက်မဟုတ်ပဲဥယျာဉ်ဆိုင်ပြုံးရေးပညာပန်းပမှုပညာနဲ့ဒီဇိုင်းပညာတွေကိုပေါင်းစပ်ထားတဲ့ခန်းသားရဲ့ပွဲတော်တစ်ခုဆိုတာသိလိုက်ပြီလို့ထင်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ရှုပြီးကြိုင်နေတက်တဲ့ဆိုရင် like share subscribe လုပ်ပေးဖို့နဲ့လက်ပတ်ဘူးခဲ့တဲ့အမတ်တရားတွေရှိခဲ့ရင် comment မှာမျှဝေပေးဖို့ဖိတ်ခေါ်ပါရစေနောက်ထပ်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်နော် bye